ဒင်းနဲ့ပါတယ်ဆိုတော့ present perfect hazard plus battery ရဲ့လေ့ကျင့်ခန်းတွေကိုလုပ်ဖို့အတွက်မနေ့ကလေ့ကျင့်ခန်းကိုကြည့်ထားဖို့လိုတယ်နော်မနေ့ကရှင်းလင်းချက်ကိုကြည့်ပြီးမှဒီဗီဒီယိုကိုလုပ်ပါအာဒီနေ့မှာဒီဗီဒီယိုတွေ့ရလို့ပြောတာပေါ့နော်နေ့တိုင်းပုံမှန်လေ့လာနေရလို့ဆိုရင်တော့ဒီဟာကိုလုပ်လို့ရပြီကဲကျွန်တော်အချိန်ခဏလေးပေးမယ်ဗီဒီယိုလေးကိုခဏလေးရထားရထားပြီးထားလေးပါလုပ်မယ်ဆိုရင်ဖြေးမယ်ပြီးကျွန်တော်တို့အဖြေလေးတိုင်မယ်ကဲဟုတ်ပြီအဲဒါဆိုရင်နံပါတ်1တူအခုလေးနေတူအလောက်ပြီးသွားတာ အလောက်ကပြီးပြီလားဆိုတော့ပြီးသွားပြီအတိတ်ပဲဒါပေမဲ့ဘလို့အတိတ်လဲ number 4မကြသေးသောအတိတ်သူဒီဆိုတော့ဗာလဲဆိုရင် he မကြသေးသောအတိတ်ဆိုတာဒါလေးတွေတော့တက်တယ်ဘယ်တော့ပြီးသွားလဲအခု၄တင်ပြီးသွားတာအခု၄တိဆိုဘာကိုတော့မယ်ဆိုတော့ jazz ကိုတော့မယ် jazz ဘယ်ညမှာထည့်ရမလဲဆိုတော့မနေ့ကပြောခဲ့တယ် hazard planet battery တိုင်းမှာထည့်ရမယ်ဆိုတော့ကျွန်တော်တို့ကအဲဒါမှ hazard လေးအရင်ရေးလိုက်မယ်เนาะဒီကတစ်ခုကိန်းဆိုတော့ has la have la တစ်ခုကိန်းဆိုရင် has ပြီးရင် jazz လေးထည့်လိုက်မယ် ပြင်ဘာဖြစ်သွားတာလဲဆိုရင်ပြီးတာပြီးတာ has a battery ထည့်ရမှာပေါ့နော်ပြီးတာ finish ပေါ့ f i n i s h finish ဘာဝင်လို့ရရှိလို့မရဘူး battery ဖြစ်ရမယ် he had just finished ဘာလို့လုပ်လဲသူ့အလုပ်ဆိုတော့ his walk so he had just finished his walk သူသူ့အလုပ်အခုလေးနေပြီးသွားတာအဲ့ပုံစံရေးတက်ပြီလားမှန်ရဲ့လားမှန်မှန်လဲဇွဲမလျှော့နဲ့ ဇာမချောင်းနဲ့နော်ကျွန်တော်ဒီ series ပြန်ဆက်ပြီးတော့ဆက်တင်ပေးဦးမယ်ဒီ series ရရှိရဟာဒီကုပေါ့ပြန်လေးပြီးတော့လေ့ကျင့်ပြန်ကြော့မယ်ပြီးကျွန်တော်အဲဒေသတိကြိုင်နဲ့အကြံပြုချက်တွေထပ်ပြောပြပေးဦးမယ်နော်ငါအင်္ဂလိပ်စာလေ့လာတာတလကြာပြီးဘယ်လိုကိစ္စမျိုးလဲဆိုရင်အတိတ်ကစအခုခေတ်မပြီးသေးဘူးဟိုကတော့တော့ရမယ်ငါသိဆိုတော့ i အဲ့တော့ဘာလို့ကြာပါလဲဆိုရင်တလကြာသွားပြီကြာခြင်းကိုတော့မှာเนาะအဲ့တော့ဘာလို့တာလဲဆိုရင်လေ့လာတာဆိုတော့ has a plus ပြီးတော့ i have steady over three လေးနဲ့ရေးမယ် study y y နဲ့ဆိုရင် y on i ပြောင်းမယ် ed ထည့်ရမယ် i have steady တလားအချိန်ဆိုတော့နောက်ဆုံးမှာမှရေးရမှာเนาะအဲ့ဒါလေးတော့သဘောပေါက်ရမယ်မနေ့ကဒီစား subject verb object please record နေရပြီးမှ time time လို့ခေါ်တဲ့အချိန်ရေးရမှာ哦เนาะအဲ့တော့ အင်္ဂလိပ်စာထည့်လိုက်တော့မယ် E N G L I S A ရှေ့ကစာရင်းမှာလည်းပြောထားအင်္ဂလိပ်စကားလည်းအင်္ဂလိပ်ပဲအင်္ဂလိပ်စာလည်းအင်္ဂလိပ်ပဲအင်္ဂလိပ်လူမျိုးကလည်းအင်္ဂလိပ်ပဲဘယ်လောက်ကြာပြီလဲတလကြာပြီတလကြာပြီဆိုကြာချင်းဆိုပါနေရလဲ for နေရလဲ for 1 month I'm one dish month အဲ့လိုမဟုတ်ဘဲနဲ့မတ်လကလေးကလို့ပြောချင်ရင်ကလေးကဆိုပါလုံးလဲစင့်ကိုသုံး for မသုံးတော့ဘူး since much ရှင်းလားကလေးကကြာချင်းဆိုရင် for နဲ့သုံး စတဲ့အချိန်စဉ် sales နဲ့တုံးဒါပေမဲ့လေ့လာတာတော့အခုထိလေ့လာတုံးပဲငါအိမ်မှာငါပတ်စံအိတ်ကြံခဲ့ပြီကြံခဲ့တာငါဆိုတော့ i ဘာကြောင့်တောင်း hassle plus battery ခေါင်းဆောင်မှာထားတာလဲဖြစ်တာတိတ်ကဖြစ်တာကြံခဲ့တာတိတ်မှဖြစ်ကြတာရလက်ကအခုမှအခုမှထားပြီးရလက်ဖြစ်လာတယ်ဘာရလက်ဖြစ်နေလဲပတ်စံအိတ်မပါလာဘူးဆိုရလက်ဖြစ်နေတာပေါ့ကြံခဲ့တာတော့အတိတ်မှကြံခဲ့တာအတိတ်ကဖြစ်ရဲ့အခုရလက်ဆိုရင် hassle plus battery တောင်းရမယ်ဆိုတော့ i have လို့ရေးလိုက်ပြီး subject ပြင်ဘက်ကိုသွားမယ်ဘာဖြစ်တာလဲကြံခဲ့တာ ကျန်ခဲ့တာတွေပဲကထားခဲ့တာရဲ့ထွက်ခွာတာရဲ့ကျန်ခဲ့တာရဲ့ leave လို့ခေါ်တယ်ဒါ verse 0 2ဆိုရင် left ဘတ်တရီကလည်း left အဲ့တော့ i have left ငါပတ်စံအိဆို my wallet အားကြောင့်ကြတဲ့တော့ပတ်စံအိပေါ့နော်နောက်တစ်ခုသူမပကံကို ရောက်ဖူးတယ်သူမဆိုရင်ရှိပေါ့ပကံကိုရောက်ဖူးတယ်ဒါဘာနဲ့တော့မှလဲဘဝအတွေ့အကြုံလောက်ဖူးတဲ့ဟာ လုံဖူးတဲ့ဟာဆိုရင်လည်း hashtag split battery ပဲဆိုတော့အဲ့ဒါ hash သုံးမယ်မနေ့ကရန်ကုန်ကိုပဲလဲရန်ကုန်ရောက်ဖူးလေးဟာနော်ရောက်ဖူးရဲ့ဆိုရင်ဘာလေးကိုသုံးဖို့ပြောထားလဲဆိုရင်ဘင်းကိုသုံးဖို့ပြောထားတယ်ဒီဘင်းဆိုတာ battery ပဲပြီးနေရာရှိမှာထူလေးထည့်ရမယ်လို့ပြောထားတယ် have been to has been to အတွဲလိုက်မှတ်ထားရမယ်ဘာကိုပြောဖို့သုံးပါလဲရောက်ဖူးတာကိုပြောဖို့သုံးတာလို့မှတ်ထားရမယ် she has been to b a g a n again အခုသူတို့အခုအထိမရောက်သေးဘူး negative ကြီးနော် အခုထိဆိုလေးပါတယ်အခုထိဆိုမနေ့ကသင်ပေးထားတယ် yet ဒါဆိုရင်အခုထိတော့ရှင်းမှာဘာဖြစ်ရမလဲ negative ဖြစ်ရမယ် not ပုံစံပါရမယ်သူတို့ဒီဆိုတာဘာတော့လဲဆိုရင် they နော်မရောက်သေးဘူးမရောက်သေးဘူး yet နဲ့တော့မှာ has have လောက်ပဲသူဆိုတာအများဆိုတာ have တော့မယ် not ထဲဆိုတခါ not ထဲလိုက်မယ် they haven't ရောက်တော့ English လို့ခေါ်လဲဆိုရင် arrive a r i v e d arrived they haven't arrived အခုထိပဲတရားတော့လေအခုထိကမနေ့ကဘာမှထိုင်ခိုင်းလေနောက်ဆုံးမှထဲကိုပြောထားတယ် just now already อ่ะဒီ hazard နဲ့ဘာတွေ့ကြိုင်းမှာထည့်မယ် yet ကနောက်ဆုံးမှာထည့်ရမယ်အဲ့တော့ they have a right အခုတိဆိုပါလို့ဆိုရင် yet okay အဲ့ဆိုရင် present perfect နဲ့ပတ်သက်ပြီးတော့အခြေခံတိမှတ်တိဖွဲ့ရတွေမှတ်ဖွဲ့ရတွေကိုကျွန်တော်ပြောခဲ့ပြီးပါပြီအဲ့တော့ present perfect ဆိုတာဘာလဲဆိုတော့ဒီချက်ပြပြီးတော့လေ့လာပါเนาะကျွန်တော်ဆက်ပြီးတော့နေပေးအောင်ပါကဲ fight လေးပါเนาะ